ဟုတ်ကဲ့အားလုံးမမြင်လားပါ Business Unity Channel ရနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာတော့ကိုစာကြရောက်ရဲ့နမိုနေတော့ဆိုတဲ့အချင်းကိုကျွန်တော်အလွယ်ဆုံး tutorial လေးလုပ်ပေးမှာဖြစ်ပါတယ်။အဆောရင်စားလိုက်ကြရအောင်။ Step 1အနေနဲ့ကျွန်တော်တို့ cable ကို first fret မှာတုံးပါမယ်။ Step 2အနေနဲ့ကတော့ကျွန်တော်တို့ chord တွေကဘာတွေပါမလဲဆိုရင်ပထမတစ်ခုက F โอเคနောက်ထပ်ကော့ဘာရှိမလဲဆိုရင်ကျွန်တော်တို့ G ပါမယ် G ပါမယ်တော့ပြောရရင် A minor โอเค step 3အနေနဲ့ကြာကျွန်တော်တို့ဒီ strumming pattern ပေါ့ strumming pattern ကျွန်တော်တို့ဘာသုံးလဲဆိုတော့ down down up up down 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 up down ဲ့ဆိုကျွန်တော်တို့ဒီ chord နဲ့တွဲပြီးတော့တုံးကြည့်မယ်ဆိုရင်ပထမဆုံး F ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့ဒီသချင်းမှာတော့ F နဲ့ G နဲ့ကျွန်တော် half bar D မှာဖြစ်တဲ့အကြောင်းမလို့ပထမဆုံး F မှာကျတော့ down string နှစ်ခုပဲပါမယ်။နောက်ကွာ G ကိုပြောင်းပြီးတော့နောက်ကကျန်တဲ့ဒီ instrument pattern ကျန်တဲ့အောင်ဆက်ပြီးတော့ D မှာဖြစ်ပါတယ်။အဲ့တော့ ပြန်ပြီးတော့တုံးကြည့်မယ်ဆိုရင်ပထမဆုံး F down down B G up up down 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 up W Y A minor Okay that's all ဒါပါပဲအဲ့တော့ကျွန်တော်တွေဒီ lyrics လေးနဲ့ချက်တော့ကြည့်ကြရအောင် Georgia. Yeah.